ဒီခါမှာ complete center ဆွဲနည်းလေးကိုတစ်ချက်ပြတာပြင်မယ်အဲဒါဘာလို့ပြလဲဆိုတော့ကျွန်တော်စီမှာဒီတင်းနန်းလာတက်မယ်တင်းနန်းသားအစ်တေအနေနဲ့ဒီဟာလေးကိုအခြေခံလေ့ကျင့်ခဲ့စေချင်တယ်ဒါမှကျွန်တော်တို့ရှေ့ရှောက်သွားမယ်တင်းနန်းစားတွေမှာ မြင်တွေ့မယ်မြင်တာမယ်ပေါ့နော်ပြီးတော့အချိန်လဲကျွန်တော်တို့ပို့ပြီးတော့မြင်မြန်နဲ့ထီအောင်ဒါကျွန်တော်အခုတစ်ချက်လေးပြပါမယ် โอเคဒီဒီလိုမျိုးပေါ့เนาะကျွန်တော် completion လာဆွဲတာလေဆိုတော့ဒါကတော့ကျွန်တော်ရဲ့ဒီ black adder နဲ့ main အသက်လို့လည်းပြောလို့ရတယ် price session ရဲ့အဓိကအသက်သွေးကြောလို့လည်းပြောလို့ရပါတယ်ဆိုတော့ဒီဟာလေးကိုလေ့ကျင့်ခဲ့စေချင်တယ်အဲ့တော့ဒီဟာကတော့ကျွန်တော် chart pattern အနေနဲ့ပဲဆွဲပြတာအဲတကယ်တကယ်ကျွန်တော်တို့ကြည့်ရမှာဒီ candlestick ပုံစံနဲ့ဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ completion လာရှာဖို့ဆိုရင် ဘယ်လိုရှာမလဲဒီလိုဟာမအောင်ကွန်ပလီယက်ဆန်တာဆွဲလို့ရလားဆိုတော့ကွန်ပလီယက်ဆန်တာဆွဲမယ်ဆိုရင် အထင်မမှားဘူးယူဆမမှားဘူးကအရင်ရေးကြည့်ရယ်ကျွန်တော်တို့ကွန်ပလီယက်ဆန်တာဆွဲရင်ဆယ်လာနဲ့ဘိုင်ယာနှစ်ခုကိုပဲဆွဲတယ်ဆိုတော့ဆယ်လာဘယ်ရလဲဘိုင်ယာဘယ်ရလဲအဲ့ဒါကို identify တိချလေးလုပ်ဖို့အတွက်လိုအပ်တယ်ဆိုတော့ဒီမှာဥပမာဒီကနေတက်သွားပြီးတော့ပြန်ပြုတ်ကြတယ်ဒါသည်ဆယ်လာဆုံးဖြစ်တယ် ဆယ်လာတယ်ဒီကနေဝင်လာတယ်ဆိုတော့အဲ့ရကနေဘန်ယာဘယ်ကနေပြန်ထွက်လဲဆိုတော့ဒီဒီအောက်ဖောက်ထွက်သွားတယ်ပြီးတော့ဘန်ယာကဒီရဲ့ line ပေါ်မှာပြန်မထွက်ဘူးပြန်မထွက်ဘဲနဲ့ဒီအောက်ကိုပြန်ဖောက်ဆင်းချလာတယ်ပေါ့နော်ဒီ swing အကျော်အထိကိုပြန်ဆင်းတယ်ဆိုတော့အဲ့ swing ရဲ့ high ကိုကျွန်တော်တို့ကကြောင်ပြီးတော့မှတကောင်ဘန်ယာကြီးပါဆိုပြီးတွားယူလို့မရပါဘူးဆိုတော့ဒီဟာကျွန်တော်ရဲ့သင်တန်းသားတချို့အများဆုံးမှားတယ်ဟိုဆွဲနေနေပါ အဓိကတော့ကျွန်တော်တို့ဒီကောင်နဲ့အနီးဆက်ဆုံးဆွင်းကိုပဲကွန်ပလီယက်ဆန်တာအနေနဲ့သတ်မှတ်ပါမယ်ဆိုတော့အဲ့ဟာဆိုရင်ကျွန်တော်တို့ဒီလိုမျိုးသတ်မှတ်လိုက်လို့ရလာဆိုတော့ဒီနေရာမှာကြီးလိုက်မယ်ဆိုရင်ကွန်ပလီယက်ဆန်တာဒီအလုတ်လုတ်ပြီးသားဖြစ်ပါတယ်ဆိုတော့အဓိဟာတစ်ခုကိုလုံးဝအဲနားလည်မှုလွဲသွားလို့ရှိရင်ကျွန်တော်တို့ trade order ရဲ့ store lower စာပြဿနာရှာလာနိုင်ပါတယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်ဒီကောင်တေချာလေးကြည့်အောင်ဆိုတော့ဒီမှာဆိုရင်ဒီကနေ့တိတိကျွန်တော်ဝိုင်းလိုက်မယ်ဆိုရင်ဒီမှာဒီ sellers ဒီမှာ buyers ဆိုတော့ complete ဆန္ဒဆွဲဖို့ဆိုရင်တော့အဲဒီ seller buyers ကိုတော့တည်ချလေးနားလည်ထားဖို့လိုတယ်ဘယ်ဟာဒီ sellers လဲဘယ်ဟာဒီ buyers လဲအဲတနည်းအားဖြင့်ကျွန်တော်ဒီမှာနည်းနည်းလေးထပ်ရှင်းပြရရင်ဆိုဒီလိုမျိုးဖြစ်သွားပြီဆိုရင်ဒါဒီ buyer အားဒီကနေဝင်ချလာတာပေါ့เนาะဆိုတော့ buyers တွေဝင်လာတယ်အဲ့ဒီကောင်ကိုကျွန်တော်တို့က ဒီပုံမှန်ခေါ်ဖို့လဲဆိုရင်ဘာလို့ခေါ်လဲဆိုတော့ဒါဒီ support နော် support ဆိုတော့ဒီကနေမှအဲဘိုင်းယာတွေကပြန်ပြီးတော့အောက်ထပ်မကြသွားအောင်သူတို့ resistant လုပ်ထားတယ်ဆိုတော့အဲ့ဒီအကြောင်းကို support လို့ခေါ်တယ်ဒါကတော့ရူရှင်းတယ်ဆိုတော့ resistant ဝ resistant ဆိုရင်ဒီလိုမျိုးပေါ့နော်ဆိုတော့ဒီကနေကဲလို့ပြန်မစင်းခင်သူကအထက်တလဲလဲတက်ပြီးတော့ store lot တွေ liquidity တွေ live ယူနေတာကိုလည်း အဲ့ဟာဒီအဲ့ဒီမှာ price level တခုဖြစ်သွားမယ်အဲ့ price level ဒီဒါတနည်းအားဖြင့်ပြောရရင် resistant လို့ခေါ်တယ်ဆိုတော့ complete ဆန္ဒဘယ်မှာသုံးလို့ရလဲကျွန်တော်တို့ trend ကိုကိုကြွားကျင်လာပြီဆိုရင် trend အနေနဲ့ပါလိုက်သုံးလို့ရပါတယ်ဆိုတော့တေချာလေးတော့အဲအတိတ်ပဲတတ်မှတ်တတ်ဖို့လိုတယ်ဆိုတော့ဒီမှာဆိုရင်ဒါဒီ horizon နဲ့တည်တမ်းပဲပေါ့နော်ဆိုတော့ဒီမှာ support ဒီမှာ resistant အဲ့ဒီနှစ်ခုကို miss လုပ်လိုက်မယ်ဆိုရင်အဲ complete ascendance complete ဖြစ်ထားတဲ့ support are resistant complete မဖြစ်ဘူးဆိုတာဘာကောင်းနေဘူးပြောလဲဆိုတော့ဒီနေရာမှာပေါ့နော်ကျွန်တော်ခြုံထွက်သွားတဲ့ဟာလေးတွေဆိုဒီနေရာမှာဒီနေရာမှာဒီရနေဒီထိပုံမှန်ဒီကောင်ကြားရရဟာဤမပါလို့ရှင် complete ရဲ့ center ဒီဒါရဲ့တရားဟာတော့ချိန်လိုက်လို့ရတယ် ်ဆိုတော့အဲ့လိုဆိုရင် complete ဆန္ဒဖြစ်သွားပြီအဲ့ complete ဆန္ဒဖြစ်တဲ့ level ကိုကျွန်တော်တို့ကဘာလုံးမှာလဲဘာပြန်လုံးမှာလဲဆိုတာတော့အဲဒါကျွန်တော်ရဲ့တကယ်ပေါင်းပိုင်ဝမ်း session မှာပဲကျွန်တော်သင်ပါမယ်ဆိုတော့ဒီဟာဒီအကျန်းကင်း complete ဆန္ဒကြည်နီးလေးပါအဲဒီဟာလေးကိုတော့ practice လုပ်ထားဖို့လိုပါတယ်အဓိက support ရှာမယ် resistance ရှာမယ် support resistance ရှာတဲ့အခါမှာဒီလိုမျိုးဒီလိုမျိုးအဲ အဲ့ဒီကျွန်တော်တို့တတ်မှတ်မဲ့လေးပဲဥချားရဲကနေဝင်နှောက်ရထားတော့သို့မဟုတ်ဒီဘက်အပြင်ဘက်မှာလာနှောက်ရထားတော့အဲ resistant လို့ spore တို့အဲ့လိုမျိုးထပ်ပေါ်နေလို့ရှိရင်ကျွန်တော်တို့မယူပါဘူးဆိုတော့ယူမယ်ဆိုတဲ့အခါမှာယူပုံယူနီအသေးစိတ် candlestick ကိုဆိုရင်ဘယ်လိုကောက်မလဲအဲပြီးတော့သူ့ရဲ့ power structure ဘယ်လိုကြည့်မလဲဆိုတာကိုကျွန်တော် 1x1 session မှာပဲတေချာလေးသင်ပေးပါမယ်ဆိုတော့ဒီ complete center ပိုင်ပြီဆိုရင်တော့ကျွန်တော်တို့ price action ရဲ့အဓိကအသက်သွေးကြော်ကိုနားလည်သွားပါပြီအဲနားလည်သွားပြီဆိုရင်ကျွန်တော်တို့ entry type တွေတွားရအောင်မယ် entry type တွေသွားရတော့မယ်အဲ့ဒီ entry type တွေမှာကျွန်တော်တို့ရဲ့ sniper entry တွေပဲဝင်မယ်ဆိုတော့အဲ့ sniper entry တွေမှာဘာ model တွေရှိမလဲရပြီးတော့တကယ်တကယ်ကျွန်တော်တို့ရဲ့ risk to reward ကဘယ်လောက်ထားမလဲဆိုတာတွေအကုန်လုံးကျွန်တော် one by one session မှာတခြားလေးသင်ပေးပါမယ်အခုကတော့ဒီဟာလေးကိုကျွန်တော် practice လုပ်ထားပေးပါတင်နန်းသားအစ်စ်တွေအနေနဲ့အဲတက်ဖို့ရည်စူးထားတဲ့တင်နန်းသားတွေအနေနဲ့ရောကျွန်တော်ဒါလေးကူညီပေးပါဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ